ဝပါလာလေရှန်ခရနယ်ဆက်ဖေခုံမြို့နယ်အရှိချမ်းကဒေသခံ3000ကျော်ဟာစစ်ကောင်စီနဲ့ပိုးပီတုစစ် PNL တို့ရဲ့စစ်ကြောင်းထုံမှုကြောင့်နေရစွန့်ခွာတန်းရှောင်နေကြရပါတယ်။ပင်လောင်မြို့နယ်စောင်းပြောင်းကျေးရွာကိုစစ်ကြောင်းထုတ်ထင်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်ဇွန်လ9ရက်နေ့ကစပြီးဖေခုံမြို့နယ်ဘက်ကိုစစ်ကြောင်းထုတ်လာတယ်လို့မြပြည်တရေးမြစ်တွေကပြောတာပါ။မြေမြမာကြိုက်ပွဲဖြစ်ပွားမှုမရှိသေးပေမဲ့စစ်ကောင်စီနဲ့ PNL စစ်ကြောင်းတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်ဒေသခံတွေကစိုးရိမ်ပြီးဖြစ်ပြောင်းနေကြတာဖြစ်တယ်လို့သိရပါတယ်။အာလက်ရှိအခြေအနေကတော့ဟိုကဒီကျွန်တော်တို့ဖေခွန်မြို့နယ်နဲ့ဒီညောင်ရွှေမြို့နယ်စမှာပေါ့နော်။အာရေပူတို့အာလက်လုံးတို့ဖက်မှာစစ်ခွေနဲ့ပြန်လို့ပေါင်းပြီးတော့စစ်ကြောင်းထိုးတာတွေတော့ရှိတာပေါ့ဒီနော်။စစ်ကြောင်းထိုးဆိုတော့သူတို့ရင်အားတော့လေအရန်များတယ်။အာဒီစစ်မြေပြန်ရေပေါ်ပြောချက်ရတော့အင်အား နထောင်းကျွန်တော်ရှိတဲ့အချင်းမျိုးရှိတယ်လို့တော့ဟောကြားသိရတာပေါ့လीနော်။အဲတိုက်ပွဲအချင်းတွေတော့ဟောထိတိမှုတော့မရှိဘူးပေါ့လေ။မရှိဘူး။တိုးတော့သူတို့ကတော့အာဒီလက်နဲ့ကြီးနဲ့အာဒရုန်းနဲ့အဲလက်နဲ့ကြီးဆိုလဲမိုးရတဲ့တိုင်းပဲတောက်လျှောက်ပြည့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 ်နော်သူတို့ကတော့အာကုံချောင်းနဲ့သူတို့ကတောက်လျှောက်မျိုးထိုးဆင်းလာတဲ့အချင်းမျိုးရှိတာပေါ့လीနော်။စစ်ကောင်စီနဲ့ PNA တပ်တွေဟာလမ်းကြောင်းကြိုရှင်းတဲ့အနေနဲ့ လက်နက်ကြီးတွေနဲ့ကြိုတင်ပစ်ခတ်နေတာဖြစ်နိုင်တယ်လို့မြေပြင်တော်လှန်ရေးတပ်တွေဘက်ကပြောပါတယ်။အိုးအိမ်ဆွန့်ခွာထွက်ပြေးကြသူတွေထဲမှာစောင်းနှန်းခဲ၊ရွယ်ပေါ်၊နတ်ပေါ်လုံး၊လက်ဟဲ၊ပိန်းနေကုန်းနဲ့အနီးတစ်ဝိုက်ကကျေးရွာတွေပါဝင်ပြီးစောင်းနှန်းခဲကျေးရွာကတော့ရွာလုံးကျွတ်တင်းရှောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အခုစစ်ခွေးတွေဒါရွာမှာလက်နက်ကြီးတွေဒါထုလာတယ်။ဒါလက်စစ်တောင်လက်ပိုးလာတယ်။အဲ့လိုအားကြောက်ရတယ် ပြစ်လာရတော့နော်။ခုနကတညညချင်မှပြေတော့တော့ဒီနေ့လဲတချို့ညတချင်လဲတချို့ဟိုလမ်းမှာပြစ်စီတဲ့ပုံထားဖြစ်တယ်လို့ပဲဘလို့ပြေရတော့တော့အဲ့လိုဖြစ်သွားတာဟိုအခုပြစ်စီလဲစုံလာမစုံလာမသိဘူး။လမ်းမှာချထားတာပြီးခဲ့တဲ့ရက်ပိုင်းကလည်းစကောင်စီနဲ့ပြည်သူ့စစ်တွေကတော်လရေးဖွဲ့တွေစုမိုးထားတယ်ရေဘူးဖရာတောင်တောင်ပိုခွဲနန်းတုံစတဲ့နေရာတွေကို စစ်ကြောင်းထိုးသိမ်းယူထားခဲ့တာပါအဲ့ဒီတိုက်ပွဲတွေအတွင်းလေကြောင်းတိုက်ခိုက်တာဒေသခံတွေရဲ့နေအိမ်တွေကိုမိရှို့ဖျက်ဆီးရတွေပြုတ်လောက်ခဲ့ကြတယ်လို့ဒေသခံတွေစီကနေသိရပါဗျ